မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ14ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းပေါန့်တယ်မြို့နယ်မှာအင်အား80ခန့်ပါတဲ့စစ်ကောင်စီစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်က၄ဦးသေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ13ရက်နေ့မနက်6:40မိနစ်အချိန်ဘကိုးတိုင်းပြည်ခရိုင်ပေါန့်တယ်မြို့နယ်တစ်ပုတ်ကျေးရွာအုပ်စု တစ်ပုတ်ရွာစစ်ကောင်စီရဲ့အထိုင်းစခန်းကနေပြန်ချီတက်ရွာကိုရိတ်ခါဆင်းတဲ့တယ်အင်အား80ပါတဲ့စစ်ကောင်စီစစ်ကြောင်းကိုအပြန်ခရီးမှာတော်လိုက်တက်ဖွဲ့များကမိုင်းဆွဲတက်ခတ်ခဲ့တယ်လို့သိရပါတယ်အခုလိုမိုင်းဆွဲတက်ခတ်မှုအတွဲမှာစစ်သား၄ဦးသေဆုံးပြီး၅ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ပြည်ခရိုင်ပြည်သူ့ကာကွယ်တပ်မတော်3631 PPDF တပ်ရင်းတက်ခွဲတက်ကမိုင်းခွင်း၄ခွင်းကိုနှစ်ချိန်ဆွဲပြီးတော့တက်ခတ်ခဲ့ပါတယ်စစ်ကောင်စီဘက်က၄ဦးနေရာမှာတင်ပွဲချင်းပြီးသေဆုံးပြီးတော့နှစ်ဦးကတော့အပြင်းထန်ဒဏ်ရာရရှိသွားပါတယ်သေဆုံးသွားတဲ့အလောင်းတွေနဲ့ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုနေ့လယ်၁၂နာရီခန့် ချိန်မှာတစ်ပုတ်အထိုင်စခန်းကိုပြက်လဲတဲဆောင်သွားပါတယ်လို့ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်3631 PPDF တရဲစစ်ထောက်လိုင်းရင်းနဲ့တရင်နဲ့ပြန်ကြားရေးတောင်းခံကပြောဆိုထားပါတယ်အလားတူပဲသခိုင်းတိုင်းမုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရှော့တိုက်ဒုံးများနဲ့ပစ်ခတ်တိုက်ခဲ့ရာခမရ76ကအရာရှိတချို့အပါအဝင်စစ်သားများထိခိုက်ဒေဆုံးမှုရှိခဲ့ကြောင်းချင်းတွင်း brothers အဖွဲ့ကပြောဆိုထားပါတယ်စက်တမာလ17ရက်နေ့မှာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကိုတော်လိုင်းတပ်ဖွဲ့များကတရားခွန်မှမှရှော့တိုက်ဒုံးနှလုံးနဲ့ လက်လုံ short တိုက်တုံးအလုံးနဲ့ဆယ်နဲ့ပြစ်ခတ်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအခုလိုမျိုးတိုက်ခတ်မှုအတွင်းမှာရမခ16ကအရာရှိစစ်သားတချို့ထိခိုက်ဒေဆုံးမှုများပြားပြီးတော့ဒဏ်ရာရတဲ့သူများလည်းရှိခဲ့တယ်လို့သိရပါဗါးထိခိုက်ဒဏ်ရာရရှိသူများကိုဂရင်300တပ်မတော်စေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါဗါး အခုလိုမျိုးထိခိုက်မှုနဲ့ပတ်သက်ပြီးတော့စက်တင်ဘာလ12ရက်နေ့မွန်လွယ်ပိုင်းအချိန်မှာတိုင်းမူဗိုလ်ချုပ်တန်းထိုက်ဦးဆောင်ပြီးတော့အထူးအစည်းအဝေးပွဲခေါ်ယူကာ short တိုက်ဒုံးနဲ့ပြစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီးတော့သတင်းများကိုဖုံးကွယ်ထားကြရန်ထပ်ခါထပ်ခါမှာကြားခဲ့မှုများကသတင်းပေါက်ကြားခဲ့တယ်လို့ Chainway Brothers အဖွဲ့ကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကို Chainway Rockets Brother တပ်ဖွဲ့ရင်းမာပင်ခရိုင်တိုင်ရဲတဲ့ Chainway Brothers တပ်ဖွဲ့ဇာမနီ Chainway အဖွဲ့နဲ့မုံရွာမြို့နယ်တိုက်နယ်ငါးတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့စစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အတွက်တိုက်ပွဲများနေ့စဉ်ပြင်းထန်နေပြီးတော့စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးသူတွေများပြားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ၄ရက်နေ့ကစတင်ပြီးတော့အကြမ်းဖက်စစ်တပ်ဟာအင်အား၂၀၀ခန့်နဲ့စစ်ကြောင်း၃ကြောင်းခွဲပြီးတော့စစ်ကြောင်းထုတ်ဝင်ရောက်လာတဲ့အတွက်ကြောင့်တိုက်ပွဲများနေ့စဉ်ပြင်းထန်နေတယ်လို့သိရပါပါတယ်။အဲ့ဒီနေ့ကစပြီးတော့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ၆မိုင်ရွာ၊ဗန်လောရွာနဲ့ဗန်လင်ရွာတို့ကိုစစ်ကြောင်းများထိုးလာတဲ့အတွက်ကြောင့်နေ့စဉ်ရက်ဆက်တိုက်ပွဲ များဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိပ်တွေ့တိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်သေးဆုံးသူများပြားခဲ့တော်လဲစစ်ကြောင်းဟာနောက်ပြန်ဆုတ်ခြင်းမရှိဘဲနဲ့ဆက်လက်ပြီးတော့တိုးလာတဲ့အတွက်စက်တမာလ17ရက်နေ့အထိကိုတိုက်ပွဲရနာခြင်းမရှိဘဲနဲ့ပြင်းထန်နေခြင်းဖြစ်ကြောင်းသိရှိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာစက်တမာလ17ရက်နေ့မှာကျွဲထိန်ကုန်းရွာမှာတပ်ဖြန့်ထားတဲ့ဘိတ်ခရိုင်စစ်ကြောင်းနှစ်နဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများပြစ်ခတ်တဲ့ drone 120မမတို့ထိမှန်ပြီးတော့ကျွဲထိန်ကုန်းရွာကအရက်သားပြည်သူ၄ဦးသေဆုံးခဲ့ရတယ်လို့သိရပါဗျ။အဲ့ တွေတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်သေးဆုံးသူတွေများပြားပြီးတော့ဘိတ်ခရိုင်ပူပေါင်းစစ်ကြောင်းတစ်ကရဲဘော်များဟာလည်းထိခိုက်ဒဏ်ရာရရှိသူများပြားကဘိတ်ခရိုင်ပူပေါင်းစစ်ကြောင်းနှစ်ကရဲဘော်တအူကြာဆုံးခဲ့ရတယ်လို့သိရပါပါတယ်။အဲ့ဒီတိုက်ပွဲများဟာထပ်မံပြီးတော့ပြင်းထန်လာနိုင်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့စိတ်ရည်သတိရှိစွာနဲ့နေထိုင်ကြရရင်လည်းစစ်ဘေးလွတ်တဲ့ခေတ္တတိန်ဆောင်ရမယ့်နေရာများကြိုတင်ရှောင်ရှားပြင်ဆင်ထားကြပါရန်အနုညွန့်ပန်ကြားအပ်တယ်လို့ဘိတ်ခရိုင်တိုက်ရင်နှစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်း6ဦးမြို့နယ်ကံကြီးကုန်းရွာကိုရိတ်ခါနဲ့လူဝင်အားလာရောက်ဖြစ်တင်းတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ရေရင်အုပ်စုကိုနှစ်ချိန်တိုက်ခိုက်ခဲ့ရာ ဖလက်ခွန်တင်မော်တစီထိမှပြက်စီးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ14ရက်နေ့မနက်၈နာရီခန့်မှာအုံးမင်းစိတ်ကန်းကနေပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့အမြန်ရင်တစီနဲ့ဖလက်တစီဟာကံကြီးကုန်းပြူစောတိရွာကိုရိတ်ခါနဲ့လူဝင်အားတွားရောက်ပို့ဆောင်တဲ့အချိန်စာလင်ကြီးမြို့နယ်တနေရာရောက်မှာချင်းပင်ဒိုင်းနိုမိုက်စာလင်ကြီးနဲ့မဟာမိတ်ညီနောင်များကရှေ့ထွက်ပြောင်းတိုက်အဖူးထွက်များလက်နိုင်ငယ်များနဲ့ဖြတ်တောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ဖလက်တစီဟာဖလက်နိုင်ရန်ပောက်ထွက်ပြီးတော့စ က်ပြတ်သွားခဲ့တဲ့အတွက်ကြောင့်အမြန်ရင်ရင်ပေါ်ကအကြမ်းမဲ့စစ်ကောင်စီတပ်သားများကဆက်လက်များလက်နိုင်ငယ်များနဲ့ပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့တော်လဲတော်လိုင်းညီတော်မဟာမိတ်များအထိကိမရှိဘဲနဲ့ပြန်လည်ပြီးတော့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်အကြမ်းမဲ့စစ်တပ်ရဲ့ရင်ရင်အုပ်စုဟာကံကြီးကုန်းကိုလူဝင်အားစားနေရိတ်ခါများချပြီးတော့အုံးပြစ်စိတ်ကန်းကိုအမြန်ရင်တစည်းနဲ့ပြန်လည်ဆန်တက်လာတဲ့အချိန်စားလင်းကြီးမြို့နယ်တနေရာအရောက်မှာရှေ့တွက်ပြောင်းတိုက်အဖူးထွက်များနဲ့တော်လိုင်းရေးတပ်ဖွဲ့များက နောက်တစ်ချိန်ထပ်မံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးတိုက်ခိုက်မှုနှစ်ချိန်အတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်တော်လိုင်းရဲ့ညီနောင်မဟာမိတ်များဟာရေချောင်းတိုက်ပွဲများစခန်းသိမ်းတိုက်ပွဲများကိုအစင်မပြတ်ဆင်နွှဲနေပြီးတော့ပြည်တွင်းပြည်ပကတော်လန်ထောက်ဖို့မိသားစုများအနေနဲ့လဲကြီးတဲ့တောင်ဖို့ဖြစ်စေပါဝင်ကူညီထောက်ပံ့ပေးကြဖို့အတွက်မေတ္တာရက်ခံထားတယ်လို့ ်ချင်းတွင်ဒိုင်းနမိုက်စလင်းကြီးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါရယ်၎င်းတိုက်ခိုက်မှုကိုချင်းတွင်ဒိုင်းနမိုက်စလင်းကြီးရင်းမာပင်ခရိုင်တိုင်ရင်35တပ်ခွဲ3တောင်မန်ဒီအထူးပြောက်ကြားတပ်ဖွဲ့စလင်းကြီး Fighter 94စလင်းကြီးနဲ့ SRA အောင်ကြီးစလင်းကြီးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်တရင်ကတော့အချဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကရေကြီးရေရှမ်းမှုကြောင့်ပြည်ပနိုင်ငံများကကုညီကယ်ဆယ်ရေးနဲ့ထောက်ပံ့ရေးပစ္စည်းများရရှိနိုင်ရေးအတွက်ချိတ်ဆက်ဆောင်ရွက်ရန်ပြောဆိုလာတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်မနေ့ကနေပြည်တော်နဲ့အနီးတစ်ဝိုက်ကိုရေကြီးရေရှမ်းမှုကြောင့်ဖြစ်ပေါ်လာတဲ့ပျက်စီးမှုများကိုအချဖက်ကောင်းဆောင်မင်းအောင်လိုင်းကတွဲရောက်ကြည့်ရှုတဲ့အချိန်မှာအခုလိုမျိုးပြောဆိုလာခြင်းဖြစ်တယ်လို့သိရပါတယ်တိုင်ဖုန်းမုန်တိုင်းရာဂီရဲ့အချိန်ကြောင့်ရေကြီးရေရှမ်းမှုများကြုံတွေ့ခံစားရတဲ့အခြားသောနိုင်ငံများနီးတူပြည်ပနိုင်ငံများကကုညီကယ်ဆယ်ရေးနဲ့ထောက်ပံ့ရေးပ ပစ္စည်းများအမြန်ဆုံးရရှိနိုင်ရေးအတွက်အမြန်ဆုံးချိတ်ဆက်ရယူနိုင်ရေးဆောင်ရွက်သွားရန်အကြံဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောဆိုခဲ့တယ်လို့သိရပါဗျာ။ ်လက်ရှိရေကြီးမှုများကြုံတွေ့နေရတဲ့ယမဲတင်တောင်ငူနေပြည်တော်တက်ကုန်းဇေယသီရိမြဝတီတာချီလေးဟိုပုံးကလောပျော်ပွဲအောင်ပန်းညောင်ရွှေပြင်းမနာပကိုးဖအံမြေသားတရဦးတိုင်းပွဲအုတ်တွင်းကြောက်စဲလေဝေးပောက်ခေါကျိုင်းတုံအပါဝင်မျိုးပေါင်း30ထက်မနည်းမှာရေကြီးမှုများကြုံတွေ့နေရတော့လေအကြပ်ဘတ်စစ်ကောင်စီကဖိအောင်စွာကုညီပေးနိုင်နေမှရှိပဲပြည်သူများအချင်းချင်းသာကုညီမှုများကိုလှုံ့ဆော်နေရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းစာလင်းကြီးမြို့နယ်မကြီးတထောင်ကျေးရွာကပြည်သူ15ဦးကိုစက်တဘာလ12ရက်နေ့မှာရွှေတောင်ဦးစစ်ကောင်စီရဲ့ဆွေဆဲရိတ်ဂိတ်ကဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖမ်းဆီးခံရတဲ့ပြည်သူ15ဦးဟာသကိုင်းတိုင်းမုံရွာခရိုင်ဘူးတင်လယ်မြို့နယ်မှာမြေပဲဆွတ်ပြီးတော့ရွာကိုအပြန်မှာဖမ်းဆီးခံရတာဖြစ်တယ်လို့သိရပါတယ်။ဖမ်းဆီးခံရတဲ့လူတွေကိုဘယ်မှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကိုတော့မသိရသေးဘူးလို့ဒေသခံတွေကပြောပါတယ်။အဖမ်းခံရတဲ့လူတွေကဘူးတင်လယ်နယ်ထဲမှာတွားပြီးတော့မြေပဲတွားဆွတ်ကြတာ။ရွာကိုအပြန်မှာ မုံရွာအနောက်ဘက်ရွှေတောင်ဦးစစ်စေးဂိတ်မှာအဖမ်းခံလိုက်ရတာဒီကနေ့အထိပြန်လွတ်ပေးတာမျိုးမရှိသေးဘူးဘာအဆက်အသွယ်မှလည်းမရသေးဘူးလို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီတပ်ရဲ့မတရားဖမ်းဆီးခြင်းကိုခံထားရတဲ့သူတွေထဲမှာအမျိုးသားတွေအပြင်အမျိုးသမီးတွေပါပါဝင်ခဲ့ကြပြီးတော့ဖမ်းဆီးခံရတဲ့သူတွေရဲ့နာမည်တွေကိုသိရှိဖို့အတွက်ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်စစ်ရှုံးနေတဲ့မင်းအောင်လိုက်ဦးစီးတဲ့စစ်ကောင်စီအုပ်စုဟာပြီးခဲ့တဲ့နှစ်ကစပြီးတော့အမျိုးသမီးအမျိုးသားမခွဲကြတော့ဘဲပြည်သူတွေကိုအရှိန်ဟုန်မြင့်ပြီးတော့မတရားဖမ်းဆီးခြင်းတွေကိုလှုံ့ဆော်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်အတွင်းမိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်ရေကြီးရေရှမ်းမှုများမြေပြိုခြင်းများနေရာအနှံ့မှာဖြစ်ပေါ်နေပြီးတော့ရေဘေးတင့်ပြည်သူများအထွတ်စားနပ်ရိက္ခာတကွေအုံပစ္စည်းများနဲ့တောက်တုံးရေများအရေးပေါ်လိုအပ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမှာယာယီရွှေပြောင်းနေထိုင်နေရသူ28,935ဦးအထွတ်အခြေခံစားနပ်ရိက္ခာတွေဖြစ်တဲ့စံစီစားပဲနဲ့ ိမ်တော်စု9848စုအတွက်အရေးပေါ်တကွေသုံးတန်းရှင်းပစ္စည်းများအပြင်တောက်သုံးရေများလိုအပ်လျက်ရှိကပါဝင်လူတန်းကြရန်ကရင်နေပြည်ဂျားကာလာအုပ်ချုပ်ရေးကောင်စီလူသားချင်းစာနာထောက်ထားရေးနဲ့ပြည်လဲထူထောင်ရေးဌာနကနှိုးဆော်ထားပါရယ်ဖဲကုံမြို့နယ်မှာရေကြီးရေရှောင်မှုကြောင့်စစ်ဆောင်စခန်း၃ခုလူရေ2600ကျော်ရေဘေးတက်နေရတဲ့အပြင်တိကျိတ်ကျေးရွာမှာတောင်ကြရေစီးဆင်းလာတဲ့အတွက်မြေပြိုကျကလူ၃ဦးတိတ်ဆုံးခဲ့ပြီးတော့နေအိမ်25လုံးကပျက်စီးခဲ့ရတယ်လို့သိရပါရယ်လွိုက်ကော်မြို့မှာတော့ အချမ်းပါစစ်တပ်က မိုးရဲရေကာတာကရေထပ်မှန်လွှတ်ချလိုက်တဲ့အတွက်လွိုက်ကော်မြို့နယ်အတွင်းမှာရှိတဲ့ကြေးရွာ၃ရွာနဲ့စစ်ဆောင်စခန်းတစ်ခုမှာလူဦးရေ9000ခန့်ဟာရေလွှမ်းမိုးမှုဒဏ်ကိုခံနေရတယ်လို့သိရပါဗျ။စိုက်ပျိုးထားတဲ့လေယာစဘာဧက3000ကျော်ဟာလည်းရေလွှမ်းမိုးပြီးတော့ပျက်စီးမှုတွေဖြစ်ပေါ်သွားတယ်လို့သိရပါဗျ။ဒါ့အပြင်ဒီမော့ဆိုမြို့နယ်မှာအခုရက်ပိုင်းအတွင်းရေမင်းတဲ့နယ်ကြေးရွာနေပြည်သူများအပါအဝင်စစ်ဆောင်ပြည်သူဦးရေစုစုပေါင်းတပေါင်းခန့်ရှိနေတယ်လို့သိရပါဗျ။ရေကြီးရေရှမ်းနေတဲ့အတွက်စစ်ဆောင်စခန်း9ခုရေလွှမ်းမိုးခံရပြီးတော့ အရေးပေါ်ရွှေ့ပြောင်းရာကြီးနေရချထားရပြီးတော့စဘာဆိုင်ခင်းအေကတထောင်အပါဝဲအခြားသောကောက်ပဲတင်းနံနဲ့နှမ်းဆိုင်ခင်းများ လွှမ်းမိုးပြီးတော့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ပရုဆိုမြို့နယ်မှာလည်းတပတ်အတွင်းမိုးအဆက်မပြတ်ရွာခဲ့တဲ့အတွက်ကြေးရွာတရွာမှာမြေပြိုကျမှုဖြစ်ပွားကကြေးရွာခမ်းမဆောင်တဆောင်ဇပကြီးတလုံးပျက်စီးကကြေးရွာအတွင်းမှာမြေအကြောင်းများဖြစ်ပွားပြီးတော့အင်ဂျီ30လူရည်200ခန့်ဟာအရေးပေါ်ရွှေပြောင်းခဲ့ရတဲ့အပြင်လမ်းနဲ့ဒဏ္ဍာများပြိုကျပျက်စီးမှုကြောင့်ဒေသခံပြည်သူများနဲ့စစ်ဆောင်လူဦးရေတပ်ပေါင်းခန့်ဟာတွာလာရေးအတွက်အခက်အခဲများဖြစ်ပေါ်နေကြောင်းကရင်ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီလူသားချင်းစာနာထောက်ထားရေးနဲ့ပြည်လဲထူထောင်ရေးဌာနကတရင် ထုတ်ပြန်ထားပါဗျ။ရှာတော်မျိုးနယ်ခေါ်ဆိုမိုပရိဆိုးလေးမျိုးနယ်အတွင်းမှာလဲပုံချောင်းရေကြီးရေမြင့်တက်မှုကြောင့် စူဖဲလော့ကြေးရွာနော်ဘလူကြေးရွာပိုးချောင်းကြေးရွာနဲ့စစ်ဆောင်စခန်းတစ်ခုတို့ကိုရေလွှမ်းမိုးခဲ့တဲ့အတော့လူရေ1335ဦးကရေပေးတင်ကနေအိမ်များအပါအဝင်ပိုင်ဆိုင်မှုများဆုံးရှုံးခဲ့ရတယ်လို့သိရပါဗျ။အခုလိုမျိုးရေကြီးရေရှမ်းမှုများကြောင့်အခက်အခွဲတွေ့နေရတဲ့ပြည်သူများအထွတ်အရေးပေါ်တဲဆောက်လို့နေထိုင်နိုင်ရန်အတွက်မိုးကဝါနဲ့တွတ်ကျိုးများလည်းလိုအပ်နေပြီးတော့ပါဝင်လူတန်းလူသူများလူသားချင်းစာနာထောက်ထားရေးနဲ့ပြည်လဲထူထောင်ရေးဌာနရဲ့ Telegram နဲ့ Signal ဖြစ်တဲ့ +66 9557513173တို့ကိုစက်တွယ်ဆောင်စမ်းမေးမြန်းနိုင်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့နယ်နဲ့ဆက်ဆက်နေတဲ့နန်ပိုင်းကျေးရွာကိုစစ်ကောင်စီကလေးကြောင်းကနေပြီးတော့ဗုံးကျဲတိုက်ခိုက်ခဲ့ရာအရက်သားပြည်သူ၅ဦးသေဆုံးပြီး၈ဦးဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကညပိုင်းကစက်တမ်ဘာလ17ရက်နေ့ည9:00နာရီအချိန်စစ်ကောင်စီတပ်က နားရှုံးမြို့နယ်နဲ့ဆက်ဆက်နေတဲ့တိန်နီခရိုင်တန်လွင်လျင်ဟုံမြို့နယ်နံပိုင်းရွာလူနေအိမ်ကိုနေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခတ်မှုများထပ်မံပြုလုပ်ခဲ့ရာအပြစ်မဲ့တဲ့ပြည်သူ၅ဦးသေဆုံးခဲ့ပြီးတော့ပြည်သူ၈ဦးထိခိုက်ဒဏ်ရာရရှိကာ ုံးကတော့ဒဏ်ရာအပြည့်အထန်ရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်စက်တမလာ7ရက်နေ့မွန်လွယ်7 30မိနစ်အချိန်ကနေပြီးတော့မွန်လွယ်7:30မိနစ်အချိန်အထိစစ်ကောင်စီကနောင်ချုံမြို့နယ်အတွင်းကိုလေးချောင်းကနေတဆင့်ထက်ခါထက်ခါလာရောက်ပြီးတော့ပြစ်ခတ်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးဘုံကျဲတိုက်ခိုက်မှုကြောင့်နောင်ချုံရဲစခန်းဝင်းအတွင်းနဲ့လူနေရပ်ကွက်အတွင်းကိုကြားရောက်ပောက်ခွဲခဲ့ပြီးတော့ အဆောက်အဦများထိခိုက်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီကမနေ့ကတနေ့လုံးလေးချောင်းကနေပြီးတော့ဘုံဆက်သုံးလုံးကျဲချခဲ့ကြောင်း PNL ကသတင်းထုတ်ပြန်ထားပါတယ်အလားတူပဲစက်တမာလ7ရက်နေ့ည9:30မိနစ်အချိန်မှာကရင်ပြည်နယ်မြောက်ရီမြို့နယ်လေးကီကောင်မြို့တင်နယ်ထီးမဲ့ဝါခီကြေးရွာကိုစစ်ကောင်စီတပ်ကလေးရဲများနဲ့ဘုံများကျဲချသွားခဲ့တယ်လို့သိရပါဗျ။လက်တလုံးအထိကအပျက်စီအခြေအနေများကိုတော့မသိရသေးဘူးလို့ဒေသခံပြည်သူများကပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ။အခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ